ဘုရားကိုအာယုံပြုပြီးတော့ရလိုက်တဲ့ကုသိုလ်တွေဟာချမ်းသာဒုက္ခကိုပေးနိုင်တယ်ကုသိုလ်အားမှာချမ်းသာဒုက္ခကိုပေးနိုင်တယ်ဒါကြောင့်မို့ဘုရားကိုအာယုံပြုတယ်ဘုရားကိုအာယုံပြုလို့ဖြစ်ပေါ်လာတဲ့ကုသိုလ်စိတ်တွေကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာတယ်အဲ့ဒီကုသိုလ်တရားတွေကလူတွေရဲ့သဏ္ဍာန်မှာချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတယ်ဒါကကုသိုလ်ကမှချမ်းသာဒုက္ခကိုဖြစ်စေတယ်ဆိုတာဒါအမှန်ပဲ ကုသိုလ်ဆိုတာအနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ချမ်းသာဒုက္ခကိုဖြစ်စေတတ်တဲ့ကုသိုလ်အဲဒါကြောင့်မလို့ကုသိုလ်ကောင်းမှုဆိုတာလောက်ကြဘုရားကိုအာယုံပြုတဲ့အာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တရားကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်တန်ခါကိုအာယုံပြုလိုက်လို့ရလာတဲ့ကုသိုလ်အဲဒီကုသိုလ်ရဲ့စွမ်းအားကြောင့်ချမ်းသာကြပါစေတဲ့လို့ဆိုတာအဲ့တော့ အဲ့ဒါလို့ဘုရားတရားတန်ခါမနဲ့မိုးလင်းတဲ့အချိန်လေးမှာဘုရားတရားတန်ခါရဏသုံးပါးကိုအာရုံပြုလိုက်မယ်ဆိုရင်မင်္ဂလာတွေလည်းဖြစ်လာမယ်။နတ်တွေကလည်းကိုယ်ဆောက်ရှောက်လာမယ်။ချမ်းသာဒုက္ခဆိုတာလည်းရလာနိုင်တယ်လို့အကြောင်းတရားတွေကိုပြောပြ။မလို့ရင်တော့မရဘူးပေါ့နော်။ကုသနာမှာကောင်းကျိုးချမ်းသာကိုလိုချင်ရင်ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းကိုတော့ဝါ။ဒါကတော့သဘာဝပဲလေ တာတော့တဘာမလုံးလို့ကတော့ဘာမှမရဘူးဆိုတာသိချင်တာပေါ့